မြန်မာနိုင်ငံရဲ့ယနေ့အခြေအနေမှာစစ်တပ်ဟာသူတို့ရဲ့မဟာမိတ်ဖြစ်တဲ့ပြည်သူစစ်တွေကို ပို့ပြီးအားကိုးလာရပါတယ်။အထူးသဖြင့်ကရင်ပြည်နယ်ကနေကြားဆောင်တပ် BGF နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တို့ဖြစ်ပါတယ်။တခြားနေရာတွေမှာတော့ဗဟုအမျိုးသားတပ်မတော် PNA ရှမ်းပြည်အမျိုးသားတပ်မတော် SNA နဲ့ပြူစောတိအရန်တပ်ဖွဲ့တွေရှိနေပါတယ်။ စစ်တပ်ရဲ့မဟာမိတ်ဖွဲ့တာကနေဖြစ်ပေါ်လာတဲ့နိုင်ငံရေးစီးပွားရေးအရာမြန်မာနိုင်ငံဟာဒေသတွင်းနိုင်ငံတွေကိုကျော်လွန်ပြီးခင်မီအစစ်မြင့်လိန်လယ်မှုစင်တာတွေရဲ့အဓိကဗဟိုချက်ဖြစ်လာခဲ့ပါပြီအစီရင်ခံစာတစ်ခုမှာ2021တဲကမြန်မာထိုင်းနယ်စပ်ကရင်ပြည်နယ်မြဝတီနားကကြားဖြန့်စင်တာတွေဟာနှစ်ဆကျော်တိုးလာပြီးတလကို73.5အေကနှုန်းကျယ်ပြန့်လာတယ်လို့ဖော်ပြပါတယ် KK Park နဲ့ရွှေကုတ်ကိုလိုလုံခြုံရေးတင်းကျပ်တဲ့နေရာတွေဟာခြံစည်းရိုးတွေကင်းစခန်းတွေအဆောင်တွေနဲ့ထောက်ပံ့ရေးစနစ်တွေပါရှိပါတယ်။ထိုင်းဘက်ခြမ်းကမြေကူးနေရာတွေ၊ဂိုဒေါင်တွေ၊မီးစက်တွေနဲ့ဂျိုတုအင်တာနက်တွေထောက်ပံ့ထားပါတယ်။စစ်အာဏာမသိခင်ကလိန်လယ်မှုတွေဗဟုချက်ဟာစစ်တပ်မဟာမိတ်ဖြစ်တဲ့ကိုကန့်နယ်ကြားဆောင်တပ်ရဲ့လက်အောက်ကအယုတ်မြန်မာနယ်စပ်မှာရှိခဲ့တာပါ။ စ်3ရနှစ်ခွန်စစ်စင်ရေးနဲ့တရုတ်ဖီအားပေးမှုတွေက2023နှောင်းပိုင်းမှာရှမ်းမြောက်ကြားဖြတ်လုပ်ငန်းတွေကိုကောင်းစွာအနောက်ရှက်ပေးနိုင်ခဲ့လို့ဒီအဖွဲ့အစည်းတွေဟာထိုင်းမြန်မာနယ်စပ်ကိုပြောင်းရွှေ့သွားပါတယ်။ကြားဖြတ်လုပ်ငန်းတွေတိုးချဲ့လာတဲ့အကြောင်းရင်း၃ခုရှိပါတယ်။ပထမတစ်ခုက လုံခြုံရေးနဲ့အကာအကွယ်အတွက်ရတဲ့အခွင့်အရေးပါ။ စစ်တပ်နယ်မြေမထိန်ချုပ်နိုင်တဲ့ဒေသတွေမှာသူ့ရဲ့မဟာမိတ်လက်နက်ကင်တပ်တွေကဒီလုပ်ငန်းတွေအတွက်မြင်းနေရာလျှက်စစ်နဲ့ဆက်သွယ်ရေးတွေလက်လန်းမီအောင်လှုပ်ဆောင်ပေးပြီးအကာအကွယ်ပေးခွင့်အခွန်ဝန်ဆောင်မှုပေးခြင်းတွေကနေဝေရှားကြပါတယ်ဒုတိယကလူကုန်ကူးပြီးအတင်းအကျပ်ရာဇဝတ်မှုကျူးလွန်စေတဲ့အဓမ္မလှုပ်အားပါ လူတွေကိုလှည့်ပြားခေါ်ယူခြင်းစာရွက်စာတမ်းတွေတင်ဆက်ခြင်းလုံတမားပြန်ရောင်းချခြင်းနဲ့ နေစားဖြတ်ကျော်ရွှေပြောင်းခြင်းတွေ ဖြစ်ပါတယ်။တတရာကဘန်ဒိုင်းဆိုင်ရာထောက်ပံ့မှုစနစ်ပါ။မြေအောက်ဘဏ်တွေ၊ခရစ်ပတိုငွေကြေးဝယ်ရောင်းတွေ၊ stable coin အနှံဝန်ဆောင်မှုတွေလိုစနစ်များကနေစားဖြတ်ကျော်ငွေပေးချေမှုနဲ့ငွေကြေးလေပတ်မှုကိုလင်မြန်စေပြီးအရာစီရင်ရေးကိုလက်လန်းမမီအောင်လုပ်ထားပါတယ်။ ဥနေဝင်လက်ထက်ကာကွယ်ရေးစနစ်မှာဒေသခံပြည်သူစစ်တွေကိုလက်နက်တပ်ဆင်ပေးပြီးတော်လိုင်းရေးတပ်ဖွဲ့တွေရန်ကကာကွယ်ထားပါတယ်။တစ်ဖက်မှာလည်းရွှေတရီကန်ဒေသမှာဘိန်းလိုမျိုးတရမဝင်ကုံတယ်မှုတွေကိုပြည်သူစစ်တွေအားလွတ်လပ်စွာလုကင်စေပါတယ်။လော်စင်ဟာလိုလူတွေကဘိန်းကုံကူတာဘိန်းဖြူထုတ်လုပ်တာတွေကရတဲ့ငွေကြေးတွေနဲ့မြန်မာမှာနိုင်ငံရေးအာဏာဘလို့ရယူနိုင်တယ်ဆိုတာပြသခဲ့ပါတယ်။ ဒေရှာဝေါ်လုပ်ငန်းကြီးကနိုင်ငံတော်ရဲ့လုံခြုံရေးလိုအပ်ချက်နဲ့တရားမဝင်လုပ်ငန်းတွေရောရှက်နေပြီးခိုင်မာတဲ့ပုံစံကို ဖန်တီးပေးခဲ့ပါတယ်။2009မှာကြေညာတဲ့နေကြားဆောင်တပ်စနစ်ကလည်းမြန်မာစစ်တပ်ရဲ့ဗဟိုကုကဲမှုအောက်မှာအရန်အင်အားဖြစ်ရှိစေဖို့အတွက်တရားမဝင်လုပ်ငန်းတွေနဲ့အပေးအယူလုပ်ပြီးတရားဝင်ဖြစ်စေခဲ့တာပါ။2021စစ်အာဏာသိမ်းပြီးတဲ့နောက်ပြည်သူစစ်စည်းဝါးရေးဟာ ဝူးရဲစေဝါကနေအွန်လိုင်းလောင်းကစားနဲ့စိုက်ဘာလိင်လယ်မှုလုပ်ငန်းတွေအထိကျယ်ပြန့်လာပါတယ်။ကြားဖြတ်လုပ်ငန်းတွေကမြေလိုအပ်ချက်နှဲပါပြီးရုပ်ပိုင်းဆိုင်ရာမှောင်ကူလမ်းကြောင်းတွေထက်ပိုလုံခြုံတဲ့ digital လမ်းကြောင်းတွေကိုအသုံးချနိုင်တာကြောင့်မင်းဖြူချက်စကန်းတွေကနေကြားဖြတ်လုပ်ငန်းတွေဖြစ်လာတာဟာတူညီတဲ့နိုင်ငံတော်ပြည်သူစစ်ဈေးကွက်အတွင်းဤပညာနဲ့လိုက်ရောညီအောင် ပြောင်းလဲလာခြင်းဖြစ်ပါတယ်။ 2025စက်တင်ဘာလမှာအမေရိကန်ပြည်ထောင်စုကကရင် BGF နဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းတွေကိုရွှေကုတ်ကိုအခြေစိုက်လိန်လယ်မှုလုပ်ငန်းတွေကြောင့်အရေးယူပိတ်ဆို့မှုလုပ်ပါတယ်။ American Honor ဘိုင်တွေခံမှန်းချက်အရ2024တနှစ်ထဲမှာပဲ American နိုင်ငံသားတွေဟာဒီလိန်လယ်မှုတွေကြောင့်ဒေါ်လာ10ဘီလီယံကျော်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ Robert Temaga ကလည်း2024အောက်တိုဘာမှာမြန်မာအခြေစိုက်လိန်လယ်မှုတွေနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်၃ဦးနဲ့အဖွဲ့အစည်းတစ်ခုကိုစရင်သွေးအရေးယူပိတ်ဆို့ပါတယ်။အမေရိကန်ကထပ်မံပြီး2025မေလမှာကရင် BGF ကိုရွှေကုတ်ကိုနဲ့ဆက်ဆက်တဲ့ခေါင်းဆောင်တွေအဖြစ်သတ်မှတ်ပြထန်းခဲ့ပါတယ်။2025အစောပိုင်းထိုင်းအစိုးရကလျှက်စစ်နဲ့လောင်စာဆီဖြတ်တောက်လိုက်တဲ့အခါဗီဇတ်တွေနဲ့ဂျိုဒူဂိတ်အများအပြားကအချိန်တိုအတွင်းလုပ်ငန်းတွေကို ပြန်လည်လည်ပတ်စေနိုင်ခဲ့ပါတယ်။ အရေးယူပိတ်ဆို့မှုတွေကကုန်ကြစိတ်မြင့်တက်ပြီးနိုင်ငံတကာငွေကြေးစနစ်ကိုရှုပ်ထွေးစေပေမဲ့ဒေတာတွင်နိုင်ငံရေးအပေးအယူနဲ့တခြားငွေပေးချေမှုစနစ်တွေမပြတ်စည်းသရွေ့လုပ်ငန်းလေပတ်မှုတွေဆက်ရှိနေမှာဖြစ်ပါတယ်ကရင် BGF နဲ့ TKB တဲ့ကပုံကိုတွေက ကရင်ပြည်နယ်မှာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်လုံခြုံရေးကူညီဖို့အသင့်ရှိတယ်လို့ပြောခဲ့ပါတယ်။ဒေသခံပြည်သူစစ်တွေအတွက်ရွေးကောက်ပွဲကာလမှာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာကအနာဂတ်မှာသူတို့လုပ်ငန်းတွေဆက်လက်လုပ်ကိုင်နိုင်မယ်လို့ယုံကြည်မျှော်လင့်ပုံရပါတယ်။ရွေးကောက်ပွဲအပြီးအယုတ်အိန္ဒိယနဲ့အာဆီယံနိုင်ငံတချို့ကပါအတိမတ်ပြုပြီးဆက်ဆံမှုတွေလှုပ်လာခဲ့ရင်စစ်အုပ်စုဟာတရားဝင်မှုကိုအတိုင်းအတာတစ်ခုရရှိလာပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ကြားဖြန့်လုပ်ငန်းပြန့်နှံ့မှုကလည်းပုံမူမြန်ဆန်လာမှာ ဖြစ်ပါတယ်။နေဆက်ဒေသကနေစစ်တပ်အုပ်ချုပ်မှုအောက်မှာရှိတဲ့မြို့နယ်တွေမြို့ပြတွေကိုပြောင်းရွှေ့လာနိုင်မှာဖြစ်လို့နိုင်ငံတကာအစိုးရအနေနဲ့ခြေရာခံဖို့နဲ့စီးနှင်းမှုတွေလှုပ်ဆောင်ဖို့အတွက်ပိုပြီးခက်ခဲလာပါလိမ့်မယ်စစ်တပ်ရဲ့ရွေးကောက်ပွဲကဒီမိုကရေစီစံနှုန်းတွေအပြည်ပြည်ဆိုင်ရာရွေးကောက်ပွဲစံနှုန်းတွေကိုလုံးဝပြည့်မီမှာမဟုတ်တလို့ စစ်တပ်ရဲ့အဓိကရည်ရွယ်ချက်ကလည်းအာဏာခိုင်မာအောင်လုပ်ပြီးဖြစ်နိုင်တဲ့နေရာမှာဗဟုချုပ်ကင်မှုတင်းကျပ်ဖို့နဲ့လိုအပ်တဲ့နေရာမှာဒေသခံပြည်သူစစ်တွေနဲ့အပေးအယူတရားဝင် ဖြစ်စေဖို့ပဲဖြစ်ပါတယ်။ဒီလိုဖြစ်လာခဲ့ရင်ဒေသခံစစ်ပရင်တွေဟာပုံမူကြီးမားတဲ့ဩဇာလွှမ်းမိုးမှုဖြစ်ပေါ်လာပါလိမ့်မယ်။ဒါဟာလိန်လယ်မှုစင်တာတွေအတွက်လွတ်လပ်တဲ့ပတ်ဝန်းကျင်နဲ့လုံခြုံရေးအာမခံချက်ပုံမူရရှိလာပြီး တရားမဝင်ငွေတွေမြမစီးပွားရေးတဲ့နဲ့ဆိုင်စွာရောရှက်လာက ကြားဖြတ်သားကောင်ကယ်ဆယ်ရေးနဲ့နေဆက်ဖြတ်ကျော်ဥပဒေရေးရာပူပေါင်းဆောင်ရွက်မှုတွေမှာပုံမူကြီးမားတဲ့အတားအဆီးတွေ ရှိလာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်